မင်္ဂလာပါဗျကျွန်တော်ကတော့ဇေယျပါဒီဗီဒီယိုမှာတော့အခုမှစပြီးတော့ brand affiliate စလုပ်မယ်မိတ်ဆွေတွေအတွက်တည်ထားရမယ့်အချက်လက်လေးတွေကိုအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့နဲ့လက်တွဲလုပ်ရမယ့် company အကြောင်းကိုတည်ထားဖို့လိုတယ်အဲဒါကြောင့်မို့ကျွန်တော် new skin company အကြောင်းကိုအတူချုပ်လေးရှင်းပြပေးခြင်းနဲ့ဗျ ဒီ new skin company ကအခြား cosmetic company တွေနဲ့မတူညီတဲ့ထူးခြားချက်လေးရှိရဲ့ဗျ။အဲ့တော့ကတော့ဒီ company က skin care ပဲထုတ်တဲ့ company မဟုတ်ဘူး။ supplement ရှေးတွေလည်းထုတ်တဲ့ US အခြေစိုက် company ဖြစ်တယ်ဗျ။ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆေးဝါးတွေထုတ်တဲ့ company ဖြစ်တာကြောင့်မို့ဒီ company ကိုဖွဲ့စည်းတဲ့အခါမှာလည်း doctor တွေပါမယ်။အသားရည်နဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ပညာရှင်တွေပါမယ်စုစုပေါင်းအယောက်80ကျော်နဲ့ဖွဲ့စည်းထားတဲ့ကုမ္ပဏီဖြစ်တယ်ပေါ့ ပြီးတော့နိုင်ငံပေါင်း54နိုင်ငံမှာဒီကုမ္ပဏီရဲ့ယုံွဲတွေကိုဖွင့်ပြီးသွားပြီဖြစ်တယ်ပေါ့အဲဒါကြောင့်မို့ဒီကုမ္ပဏီရထုတ်တဲ့ product အတိုင်းဟာတဘာဝပအဝင်ပစ္စည်းတွေကိုပဲတုံးထားတယ်ပေါ့ပြီးရင် FDA ထောက်ခံချက်လည်းရရှိထားတဲ့ product တွေဖြစ်တယ်ဗျာ အဲကြောင့်မကျွန်တော်တို့ကိုရိုင်းတုံးတဲ့အခါမှာပဲဖြစ်ဖြစ်တခြားသူကိုပြန် sharing လုပ်ပြီးရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်စိတ်တန့်တန့်လေးနဲ့ရောင်းလို့ရတယ်ပေါ့ Okay အဲ့တော့ကျွန်တော်တို့ company ចောင်းကိုလည်းတည်တင်လောက်တည်ပြီးပါပြီနောက်တစ်ပိုင်းကတော့ကျွန်တော်တို့အခုအလုပ်လုပ်ရမယ့်ပုံစံဖြစ်တဲ့ brand affiliate program အကြောင်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဗျဒီ new skin company ရဲ့ပစ္စည်းတွေကို brand affiliate အနေနဲ့ sharing လုပ်ပြီးပြန်ရောင်းတဲ့အခါမှာအားသာချက်လေးရှိရဲ့ဗျ ်အားသာချက်တွေကတော့ကျွန်တော်တို့ social selling system ကိုသုံးပြီးတော့ရောင်းချရတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လုတ်ချိန်ကန့်တက်ထားတာမျိုးမရှိဘူးကျွန်တော်တို့အားတဲ့အချိန်မှာကြိုက်တဲ့အလုပ်နဲ့တွဲပြီးတော့လုပ်လို့ရတဲ့ business မျိုးဖြစ်တယ်ပြီးတော့ဖုန်းတစ်လုံးရှိရတဲ့လူတိုင်းစပြီးလုပ်လို့ရတဲ့ business ဖြစ်တယ်ဗျနောက်တစ်ချက်ကကျွန်တော်တို့ပစ္စည်းတွေကိုရောင်းဖို့အတွက်ကိုယ့်ဘက်ကိုဝယ်ပြီးတော့ရင်းထားစရာမလိုဘူးအချို့ business တွေမှာဆိုရင်ကျွန်တော်တို့ပြန်ရောင်းဖို့လုပ်တဲ့အခါမှာပစ္စည်းတွေကိုဝယ်ထားရတာမျိုးရှိတယ် တို့က10ခုဆိုတစ်စီးအခု20ဆိုရင်တစ်စီးအဲ့လိုမျိုးပို့ပို့တက်တာဝါတာမျိုးတွေနဲ့ brand affiliate တွေကိုဝယ်ခိုင်းတာမျိုးတွေရှိတယ်။အဲ့ခါကျရင်ကျွန်တော်တို့ကပစ္စည်းတွေကိုဝယ်ထားရတဲ့အတွက်ကြောင့်မယောင်းရတဲ့အခါမျိုးမှာ stress တွေဖြစ်တယ် နောက်ပိုင်းအရှုံးပေါ်ရဲ့အထီကိုဖြစ်တတ်တယ်ပေါ့ဒီ business မှာကြာအဲ့လိုဟာကြီးလုံးဝမရှိဘူးရှင်းတယ်မိတ်ဆွေက product ကို sharing လုပ်ပြီးရောင်းတဲ့အခါမှာရောင်းရတယ်ဆိုရင်အမြတ်ရမယ်မရောင်းရဘူးဆိုရင်လည်းမိတ်ဆွေမှာအရင်လုံးဝမရှိတဲ့အတွက်ကြောင့်မို့အရှုံးရှိမှာမဟုတ်ဘူးဗျအဲ့တော့ရောင်းရင် commission ရမယ်မရောင်းရရင်လည်း AC ပဲပြိပူနေကြမရှိဘူး stress ဆိုတာလုံးဝမရှိဘူးပေါ့ဆိုတော့ဒီမှာ brand affiliate လုပ်မယ်ဆိုရင် product တွေကိုလည်းလက်ထဲမှာခြင်ထားစရာမလိုဘူးပေါ့ အဲ့တော့အကယ်၍မိတ်ဆွေတို့ရောင်းရတဲ့ Aura တက်တဲ့အခါမျိုးမှာကြာရင် customer လက်ထဲကိုပစ္စည်းရအောင်ဘယ်လိုပို့ပေးလဲပေါ့အဲ့အပိုင်းကလည်းကျွန်တော်တို့အရှင်းလင်းဆုံးဖြစ်အောင်လုပ်ပေးထားတယ်အဲ့ဒါလေးကိုကျွန်တော်အတူတူလေးရှင်းပြပေးခြင်းနဲ့ဗျမိတ်ဆွေကဒီ product နဲ့ပတ်သက်ပြီးတော့ sharing post လေးတွေကိုကျွန်တော်တို့ Facebook တို့ TikTok တို့မှာတင်တဲ့အခါမျိုးမှာဒီ post တွေကိုဖတ်ပြီးတော့စိတ်ဝင်စားတဲ့ customer တွေရှိလာမယ် မိတ် customer တွေကမိတ်ဆွေတို့လာမေးမယ်ပေါ့သူတို့ကဒီ product လေးကိုစိတ်ဝင်စားတယ်အဲဘယ်မှာဝယ်လို့ရမလဲပေါ့အဲ့ခါကျရင်မိတ်ဆွေတို့က Facebook account နဲ့ရောင်းတဲ့သူပဲဖြစ်ဖြစ် page နဲ့ရောင်းတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိမှဝယ်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ရှိမှာဝယ်ရဆိုရင် brand affiliate တွေဖြစ်တာကြောင့်ကျွန်တော် official website ကဝယ်တဲ့ data ပို့ပြီးတတတတနဲ့ဝယ်ပေးလို့ရတယ်ဆိုပြီးတော့ customer ရဲ့ order ကိုလက်ခံလို့ရတယ် customer ရှီကကျွန်တော်တို့ နာမည်ဖုန်းနံပါတ်နေရာလိပ်စာလိုမယ်ပြီးွားရင် product အတွက်ငွေကြေးရှင်းတဲ့လူဆိုရင်မိတ်ဆွေကဒီ product အတွက်ပတ်စံကိုခဏလက်ခံထားရမယ်ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ Aura တင်တဲ့ group တက်တက်လေးကျွန်တော်တို့ခွဲပေးထားတယ်အဲ့ group ထဲမှာခုန customer ပို့လာတဲ့နာမည်နေရာလိပ်စာဖုန်းနံပါတ်နဲ့ငွေကြေးလွှဲဆိုရင် သူတို့လွှဲထားတဲ့ bank slip တွေကိုကျွန်တော်တို့ပြန်လွှဲရမယ် လွှဲပြီးသွားရင် Horror Group ထဲမှာ message လေးပို့ပေးလိုက်တာနဲ့ငစ်ပို့တာနဲ့နောက်နေ့ကျရင် delete app ပေးတယ် delete app ပြီး၃ရက်အတွင်း customer ရှိရောက်မယ်ပေါ့အကြိမ် customer ကငွေကြိုမရှင်းခြင်းဘူး cash on delivery ပဲရှင်းခြင်းနေဆိုရင်လည်းရတယ်မိတ်ဆွေက customer ရဲ့နာမည်ဖုန်းနံပါတ်နေရာလိပ်စာပဲ Horror Group ထဲကိုပို့ပေးလိုက်တာနဲ့လောက်ကုန်တာနဲ့မိတ်ဆွေလောက်ခဲ့သမျှတစ်လစာလုံးရတဲ့ commission ကတွေကိုလောက်ကုန်ကြရင်ပြန်ပြီးတော့ခွဲပေးမှာဖြစ်ပါတယ်ဗျအဲ့ကြောင့်မိတ်ဆွေတို့က sharing လုပ်ပြီး ရောင်းတာကလွဲလို့ဘာမှလုပ်เสียမှာမလို့ဘူး product ကို packaging လုပ်ပြီးတော့ customer အင်ရှိတိရအောင်ဒီဘက်ကျွန်တော်တို့ warehouse ပိုင်းအောင်လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာ